ိန်ပေါင်းတောင်းကြော်တဲ့စိန်ပရဲ့ကျိုးနဲ့အတူမဟာဇန်လွန်လာတဲ့အလှတရားတွေကြောင့်သူတို့သမီးဆိုပြတဲ့စဉ်ကိုမေးမိန်သွားစီလို့လူပြောများနေရဲ့ဝင်းမုံရွှေကြီးပရိသတ်များအားလုံးမေးမိန်လာပါရှင့်ရွှေမန်းလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အနုပညာလောကမှာမဟာဇန်နဲ့အလှတရားကိုပိုင်ဆိုင်ထားတဲ့သူလို့ပြောလိုက်ရင်ဘသူကိုပြေးမြင်မိပါသလဲဟုတ်ပါတယ်မြန်မာနိုင်ငံရဲ့အနုပညာလောကမှာထိတ်တန်းမင်းသမီးတဦးဖြစ်တဲ့လို့ fashion icon တယောက်ဖြစ်လေအမြဲတမ်းလူအများကြီးမှာထင်ရှားပေါ်လွင်နေတဲ့သူကစ်လို့ချစ်စနို ို့ခေါ်ကြတဲ့ဝင်းမုံရွှေကြီးပါပဲ။သူမရဲ့ fashion သူမရဲ့ style ကအမြဲတမ်း high class ဖြစ်ပြီးတော့ဘယ်ပွဲကိုပဲတတတ်သူကအများကြီးမှထင်ကနေဖြစ်နေတတ်သူပါ။အခုလည်းမကြသေးခင်ကကျမပြည်စီသွားတဲ့မင်းသားကျော်ဟင်းဝီရဲနဲ့မင်းသမီးကျော်စိုးပြည့်တဆင်တို့ရဲ့ကြီးကျယ်ခမ်းနားလာတဲ့မင်္ဂလာပွဲကြီးမှာဝင်းမုံရွှေကြီးရဲ့ပွဲတက်ဖက်ရှင်ကအထင်ရှားယုံကြည်မကပဲ သူတို့သမီးထက်တောင်မှပိုလှနေလို့ပြဿနာတစ်ခုလို့တောင်မှလူပြောများစရာဖြစ်နေပါဗျ။ဆိုပြတဲ့စင်နဲ့ဟင်းဝီရန်တို့ရဲ့မိင်္ဂလာပွဲကြီးကဘလောက်ခမ်းနားတလဲဆိုတာအလုံးလေးအသိပါသူတို့သမီးဆိုပြတဲ့စဉ်ကိုရိုင်းကတန်ဖိုးကြီးဝစ်ဆောင်နေရတနာရီနဲ့အလှပနေခဲ့တယ်လို့တက်ရောက်လာတဲ့နုပညာရှင်ကျဲပွင့်နေအားလုံးကလည်းဒိတ်ဒိတ်ကျဲရီကြီးပါပဲ။ဒါပေမဲ့ဒီကျဲပွင့်နေအားလုံးရဲ့ကြားထဲမှာအားလုံးရဲ့အကြည့်တွေအာယုံဆိုင်မှုတွေကိုသူမစီမှာဆွဲယူသွားခဲ့ရတာကတော့ဝိမုံရွှေကြီးပါပဲ။ သူမဟာဘန်းရောင်ဝင်းဆောင်လေးနဲ့စက်တည်ရရှိရှိလှပနေပြီးတော့လူတွေရဲ့မျက်လုံးတွေကလည်းသူမရဲ့လေတိုင်းမှာဆင်းမြန်းထားတဲ့စိန်ဘရဲ့ကြီးစီကိုပဲရောက်ရှိသွားပါတယ်။တရင်းနေရဲ့ဖော်ပြချက်အရဒီဘရဲ့ကြီးဟာတာမန်စိန်ဘရဲ့မဟုတ်ပဲကမ္ဘာအကောင်စောဗဒမြားတွေနဲ့စိန်တွေကိုပေါင်းဆက်ထားပြီးတော့တန်ဖိုးအဖြစ်သိန်းပေါင်းတောင်းကျော်တန်ဖိုးရှိတယ်လို့ဆိုပါတယ်။ ဒီလောက်တန်ဖိုးကြီးရဲ့ရတနာကိုဝင်းစင်နာကဝင်းမုံရွှင်ရဲ့အတွက်မဆမ်းပါဘူး။ဘာကြောင့်လဲဆိုတော့ဝင်းမုံရွှင်ရဲ့ခင်မုံတဲ့ကမြန်မာနိုင်ငံရဲ့ထိတ်တန့်ခရိုနီတထေးကြီးနိုင်ဖြိုးကျော်ဖြစ်နေပါတယ်။သူမခင်မုံတဲ့ရဲ့ကြွယ်ဝမှုတွေကြောင့်ဇနီးတဲ့ဖြစ်သူကိုလိုလိသေးမရှိအစင်မြင့်အဖက်ရှင်တွေတန်ဖိုးမဖြစ်နိုင်တဲ့ရတနာပစ္စည်းတွေကိုအမြဲတမ်းဆင်မြန်းခွင့်ပေးထားပါတယ်။ဒါပေမဲ့အခုအဓိကပြဿနာတက်နေတော့လူတွေအကြီးကျယ်ဝေဖန်ပြောဆိုနေကြတာကသတို့သမီးဆိုပြတဲ့ဇင်နဲ့ဓာတ်ပုံအတူတူရှင်ပြီးတော့ရိုက်တဲ့အချိန်ပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့လည်းအဲ့ဒီပုံကိုတွေးမိကြမှာပါ။ ဂျပန်မှာမင်းလာပွဲရဲ့အဓိကဆက်ဆောင်ခန္ဓာလာပနေရဲ့သရုသမီဆိုဖြစ်တဲ့စဉ်နောက်တစ်ဖက်မှာတော့ဧည့်သည်တော်ဝင်းမွန်ရွှေကြီးလူရည်အသုံးသက်ချက်တွေရာဒီပွဲမှာဝင်းမွန်ရွှေရဲ့မဟာဇန်လွန်းတဲ့အလှတရားနဲ့သူဝင်းစင်ထားတဲ့တိန်ပေါင်းတောင်းကြော်တန်ယရနာအယောင်ဝါတွေကသရုသမီဆိုဖြစ်တဲ့စဉ်ရဲ့အလှအပကိုလွှမ်းမိုးသွားပြီးတော့သရုသမီကိုမေးမိန်သွားစေခဲ့တယ်လို့ဆိုကြတာပါ ။ဒါဟာမြမရင်ကျင်းမှုအရမင်္ဂလာဆောင်မှာသူတို့သမီးထက်ပိုပေါ်တင်အောင်မလုပ်ရဘူးဆိုတဲ့ကျင်းဝင်းနဲ့စန့်ကျင်နေသလားဆိုပြီးတော့လူပြောများနေရပါ။တချို့တွေကတော့ဒါကဝိမုံရွှေရဲ့ပင်ကိုအရှိန်ဝါပဲသူကဘာမှတမင်တကာလုံနေတာမဟုတ်ဘူးသူရဲ့စတန်နဲ့အတိုင်းပဲသူလှပနေရလို့ကာကွယ်ပြောဆိုကြပါတယ်တချို့တွေကတော့ဘလိုပဲဖြစ်ဖြစ်သူတို့သမီးရဲ့နေဒူးနေမြတ်မှာဒီလောက်ထိအရှိန်ဝါလွှမ်းမှုအောင်ပြင်ဆင်လာတာက သူတို့သမီးကိုအားမနာရကြတယ်လို့ပြင်းပြင်းထန်ထန်ဝေဖန်နေကြတာဖြစ်ပါတယ်။ကဲပရိသတ်ကြီးတို့ရောဘလို့မြင်မှသလဲ။ဝင်းမွန်ရွှေရဲ့ဒီမဟာဆန်နက်စတိုင်နဲ့တိမ်ပေါင်းတောင်းကျော်တဲ့စိန်လေဆွေရဲ့ပေါင်းဆက်မှုကသူတို့သမီးဆိုပြတဲ့စဉ်ကိုတကယ်ပဲမေးမိသွားစေခဲ့တယ်လို့ထင်ပါသလား။ ထိတ်တန်းမင်းသမီးထိတ်တန်းတတိကြော်ဆိုတဲ့အဆင့်အကျန်းနဲ့လိုက်ဖက်တဲ့အခမ်းအနားမှုတစ်ခုလိုမြင်ပါသလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်နောက်ထပ်လေးစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပြီးတော့မှဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်